မင်္ဂလာပါရှင်မေလ24ရက်စနေနေ့ရရန်ကုန်တွင်သတင်းဆောင်လင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ရန်ကင်းမြို့နယ်တွင်မြို့နယ်အစဉ်ကျောင်းအနှံ့ရေးနေအခမ်းအနားပြုလုပ်တဲ့သတင်းဖြစ်ပါတယ်။2025 2026ပြည်ညာတည်နှင့်မြို့နယ်အစဉ်ကျောင်းအနှံ့ရေးနေအခမ်းအနားကိုမေလ23ရက်နေ့နဲ့9ရက်ကရန်ကင်းမြို့နယ်အမှတ်2အခြေခံပြည်ညာအထက်တန်းကျောင်းခန်းမှတွင်ပြုလုပ်ကြောင်းသိရပါတယ်။ အခမ်းအနားတွင်အမတ်တိအခြေခံပညာထက်တန်းကျောင်းမှကျောင်းသားကျောင်းသူများကကျောင်းအနှံ့ရေးတခြင်းဖြင့်သိစုဖြောပေးကြပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းမင်းလက်ကအဖွဲ့မှစကားပြောကြပါသည်။ဆက်လက်ပြီးနိုင်ငံတော်မှအခမဲ့ဖြန့်ဝေသောကျောင်းသုံးပုံနှိပ်မလာစာအုပ်ခဲတံနှင့်ပေါ်ပင်များအားပေးရရာမြို့နယ်ပညာရေးမှူးဒေါ်ဝင်းဟီမွန်ကလက်ခံကြောင်းသိရပါရရှင်။ဒီသတင်းကိုတော့လှလှထွေးကပေးပို့လာတာပါ။ ဆက်လက်တင်ဆက်ပေးမှာကတော့တွန်တေးမြို့နယ်တွင်မေလ23ရက်နေ့အထိကျောင်းသားကျောင်းသူ14445ဦးလာရောက်အနှံထားတဲ့တည်င်းဖြစ်ပါတယ်2025 2026ပညာသင်နှင့်အခြေခံပညာကျောင်းများကျောင်းအနှံခြင်းကိုတွန်တေးမြို့နယ်တွင်ရှိအခြေခံပညာကျောင်းပေါင်း215ကျောင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းတစ်ကျောင်းကိုပိုင်အထက်တန်းကျောင်း၄ကျောင်းကိုပိုင်အလယ်တန်းကျောင်းတစ်ကျောင်းစုစုပေါင်း220ကျောင်းတွင် မေလ22ရက်မှစတင်ကကျောင်းအလက်ခံကျောင်းသိရပါတယ် တွန်တင်းမြို့နယ်တွင်မေလ23ရက်နေ့အထိကျောင်းအနှံပြီးသူကျောင်းသားကျောင်းသူ14445ဦးရှိကြောင်းလည်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့မျိုးလိုက်ကပြပူလာတာပါ။ထမန်တင်ဆက်ပြီးမှာကတော့ဂျင်းမိနိုင်မြူနယ်တွင်2025-2026ပညာသင်နှင့်မြို့နယ်အဆင့်ကျောင်းအနှံ၏အခမ်းအနားကျင်းပတဲ့တင်ဖြစ်ပါတယ်။ 2025-2026ပညာသင်နှင့်မြို့နယ်အဆင့်ကျောင်းအနေအခမ်းအနားကိုမေလ23ရက်နေ့က9နာရီကကျင်းပနိုင်မြို့နယ်အမှတ်3အခြေခံပညာအထက်တန်းကျောင်းစကပြူခမ်းမှမှာကျင်းပကြောင်းသိရပါဗျာ။ အခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးညီညီကအဖွဲ့အမစကားပြောကြားပြီးမြို့နယ်ပညာရေးမှူးဆရာမကြီးဒေါ်တန်တန်းမော်ကကျောင်းအနှံ့ရေးတရင်ဘက်အကြောင်းပြောကြားကာနိုင်ငံတော်မှအခမဲ့ထောက်ပံ့ပေးရတဲ့ကျောင်းသုံးပုံလေးစာအုပ်များကျောင်းဝတ်စုံဗလာစာအုပ်များနဲ့ခဲတံဘောပင်များကိုပေးရကြောင်းပြရပါတယ်ရှင်ဒီတရင်ကိုတော့ခိုင်စာလင်းကပေးပို့လာတာပါနောက်ထပ်တင်ဆက်ပေးပါကတော့ပစွန်အောင်မြို့နယ်တွင် basic grammar သင်တန်းဆင်းတဲ့တရင်ဖြစ်ပါတယ် ကျောင်းသားကျောင်းသူများ၊နေရာတီကျောင်းဝေရက်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်ရည်ရွယ်ပြီးဖွင့်လှစ်ခဲ့တဲ့ Basic Grammar အခမဲ့သင်တန်းစင်ပွဲကိုမေလ23ရက်မွန်လင်းတနအီကပစွန်နောင်းမြို့နယ်ပြည်ချိုင်းနှစ်ပြည်သူဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာနတွင်ပြုလုပ်ရာမြို့နယ်ပြည်ချိုင်းနှစ်ပြည်သူဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဟန်စုရင်ကသင်တန်းစင်အမှာစကားပြောကြားပြီး တင်နန်းထူးချန်စုများကိုတင်နန်းနီးပြဆရာမကြီးရွှေရင်နုပညာရေးကချင်းမြပေးရကြောင်းနဲ့တင်နန်းကိုမေလ12ရက်မှ23ရက်နေ့ထိတင် जा ပို့ချခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့ဟန်စုရင်ကပေးပို့လာတာပါ။ဆလဘီတင်ဆက်ပေးမှာကတော့ကြောက်တန်းမြို့နယ်တွင်ကျေလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းဆောင်ရွက်တဲ့တွင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေတာကြီးတန်လင်ခရိုင်ကြောက်တန်းမြို့နယ်ကျေလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှုဦးထွန်းဝင်းလက်နဲ့တာဝန်ရှိသူများဟာ မေလ22ရက်မိုးလယ်ပိုင်းကပြည်လက်ခက်ကလားချေရွာနဲ့ဥယျင်ချေရွာများတို့တွင်စင်က VDP စီမံကိန်းမိတ်ဆက်ရှင်နေခြင်းနဲ့ကော်မတီဖွဲ့စည်းခြင်းများဆောင်ရွက်ကြပြီးရွာတွင်ကွန်ကရစ်လမ်းဆောင်ရွက်ခြင်းလုပ်ငန်းများကိုစစ်ဆေးကြကြောင်းသိရပါဗျ။ရွာတွင်လမ်းများခင်းခြင်းကိုဌာနမှငွေကျပ်သိန်း၁၅၀ခြေရွာနေပြည်သူများမှထည့်ဝင်ငွေကျပ်သိန်း၃၀စစ်စုပေါင်းငွေကျပ်သိန်း၁၈၀ရုပ်ဖြင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့တန့်စင်ထုံးကပေးပို့လာတာပါ။ နောက်ဆုံးတင်ဆက်ပေးမှာကတော့စားတော့ဆိုင်များကျမ်းမာရေးနှင့်ညီညွတ်စွာရောင်းချခြင်းရှိမရှိစစ်ဆေးတဲ့တဲ့တင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလာတာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှနဲ့ဝန်ထမ်းများမြို့နယ်မိခင်တွေကလေးစောင်းလျှောက်ရေးအသင်းအဖွဲ့များရက်ကွက်အုပ်ချုပ်ရေးမှုများကအမှတ်9ရက်ကွက်ဘူချုပ်လန်းရန်ကုန်ပြည်သူ့စေယုံကြီးအရှိဘတ်တွင် လမ်းမေးအစားတောက်ရောင်းချနေတဲ့ဈေးဆိုင်များကိုကျန်းမာရေးနေညညစွာရောင်းချခြင်းရှိမရှိမေလ23ရက်နေ့နောက်ပိုင်းကတွင်စင်းစစ်ဆေးကြကြောင်းသိရပါဗျာ။ အဲ့ဒီလိုဆောင်ရရင်မတန်ရှင်သောအစားအသောက်များမှဖြစ်တတ်တဲ့ယောဂများနဲ့ပတ်သက်လို့ကျူတင်ကာကွယ်နိုင်ရန်အသိပညာပေးဆွေးနွေးကြကဇမ္မာရဲ့အသိပညာပေးလက်ကမ်းစာဆောင်များဖြန့်ဝေပေးကြောင်းသိရပါတယ်။အလားတူကွန်းချံကုန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံဒေါ်နွေအီနဲ့မြို့နယ်စီပင်သားရေးအဖွဲ့မှဝန်ထမ်းများနဲ့မြို့နယ်ဇမ္မာရေးဦးစီးဌာနမှဝန်ထမ်းများပူးပေါင်းဖွဲ့ကတောင်ဘက်ပိုင်းရက်ွက်ရှိ 99စားတော့ဆိုင်ကိုမေလာ23ရက်နေ့နဲ့ပိုင်းကကွင်းစင်းစစ်ဆေးကြကကျမရင်းနေညညွတ်တဲ့အစားတောက်များရောင်းချရန်အသိပညာပေးဆွေးနွေးကြကြောင်းသိရှိရပါတယ်ရှင်။ဒီတင်ကိုတော့နန်းသိန်းနှုအောင်နဲ့ဆွေးနွေးတို့ကပြပို့လာတာပဲဖြစ်ပါတယ်။